်တလဘုသေးချာနေတဲ့နောက်ဆက်တွဲငလင်ကြီးနဲ့ဝင်းတိုက်တော်မယ်မုံတိုင်းကြီးအရေးပေါ်သတင်းတွေကိုပြန်လည်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမြင်းကလေးသတင်းများစင်တာကမြမောင်းနောက်ဆက်တွဲငလင်တင်အားပြင်လောက်ခတ်နိုင်ကြီးက60ရာခိုင်နှုန်းအထက်မှာရှိနေတယ်လို့သူရဲ့ Facebook လူမှုကင်းစာမျက်နှာပေါ်မှာတင်လိုက်ပြီးဘလောက်မှမချပါဘူးမနီညာကပေးမန္တလေးတိုင်းဒေသကြီးမှာတကယ်ကိုမှပြင်းတဲ့ငလင်ကြီးထဲမှလောက်ခတ်သွားတာဖြစ်တဲ့တော့အမျိုးလုံးကတော့အရန်ရန်ကိုထိန်လန့်ခဲ့ချရပါရဲ့ အမေရိကန်ဘူမိဗေဒနိုင်ငံလေးလေးလိုက်ကော်မတီကြီးဖြစ်တဲ့ USGS ကလည်းမြောင်းနေကမှာနောက်ဆက်တန်းကလေးပြင်အပြင်ကလေးတွေကနောက်လျှောက်ကိုလှုပ်လာနိုင်တယ်နော်အပြင်းဆုံးအနေနဲ့6.5လောက်ချီကိုလှုပ်ခတ်နိုင်တာဖြစ်တဲ့အတွက်ပြည်သူတွေဆက်လက်ပြီးတော့ကူးဆိုင်ကြဖို့အတွက်ကိုအရေးပေါ်ပဲသတိပေးထားတာကိုလည်းတွေ့ရပါတယ်။ဒါမေးရပိုင်းတွင်မှာလေးမြောင်းနေကမှာအင်အား9.5အထက်ရှိတဲ့ကလေးတွေထပ်မံလှုပ်ခတ်နိုင်တာဖြစ်တဲ့အတွက်ပြည်သူတွေအခုခေတ်ကအကျိုးသိမ်းပြင်ဆင်ထားကြပါ မမိတိုက်တာတွေကမမိနေအိမ်တွေကလုံးဝကိုခိုင်ခတ်မှုမရှိတော့ဘူးဆိုရင်လုံးဝကိုမနေချပါနဲ့ဗျာဒီအပိုင်းတွေမှာပြည်သူတွေထက်မှန်ပြီးတော့ကူးဆက်ရပါမယ်မင်းညကလှုပ်ခတ်သွားတဲ့ဂလင်ဆိုရင်တတော်လေးကိုပြင်းပါလေအင်းအားငရတမခနဲ့အထက်မှာရှိတာပါမန္တလေးစကိုင်းပါဝေးမြို့ကြီးတတော်များများမှာပြည်သူတွေထိထိရောက်ရောက်ကိုခန်းစားလိုက်ရပါလေတချို့တော့ငလင်ကြီးလှုပ်ခတ်စဉ်ကထိခိုက်ညံ့နာခဲ့တဲ့တိုက်ကြီးတွေဟာပြူကျမှုတွေထက်မှန်ဖြစ်ပေါ်ခဲ့တာကိုလေတွေ့ရတယ် အထူးသဖြင့်တော့မနေ့ည10:25မိနစ်မှာလှုပ်ခတ်သွားတဲ့ငလင်ကြီးဟာဆိုရင်ဒါကြောင့်မလို့မြို့ခန့်တွေကတော့မတ်လ28ရက်နေ့ကလှုပ်ခတ်သွားခဲ့တဲ့ခနစ်တသမခနစ်ငလင်ကြီးကရှေ့ပြေးငလင်များလားအောက်ထံငလင်ကြီးထပ်လုံလာဆိုပြီးတော့ဆိုရီဘူပန်မှုတွေမြစ်တက်လဲရှိနေတာကိုလည်းတွေ့ရပါတယ်။မြန်မာနိုင်ငံမြင်းငလင်ကော်မတီကတော့ဒါကနောက်ဆက်တွဲငလင်သားဖြစ်ချောင်းကိုအတိအပြုပြောကြားလိုက်တာလေးဖြစ်ပါတယ်။လူပြည့်ပြည့် USGS ကလည်း3ပီတာရဲ့အတိုင်းမှာပဲမြန်မာနိုင်ငံမှာ နောက်ဆက်တွဲငလင်ဟာအင်အား6ထက်ထိလာနိုင်တာဖြစ်တဲ့အတွက်အဒီတော်တွင်မှပြည်သူတွေယူဆိုင်ကြဖို့အတွက်ကိုအရေးပေါ်ပဲသတိပေးပါစေ။နောက်ဆက်တဲ့မုန်တိုင်းတရင်ကိုအရေးပေါ်သင်ဆက်ပေးပါမယ်။ဘင်္ဂလားပြည်လေအောင်အောင်တောင်ပိုင်းမှာဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေက90ရာခိုင်နှုန်းဖြစ်သွားပြီဖြစ်ကြောင်းဘလူးသားပညာရှင်ဦးဝင်းနိုင်ကအရေးပေါ်ပဲကြေညာလိုက်ပါရီ။ဒါကြောင့်မလို့မီလာဆက်ရှင်နေနဲ့20နဲ့အထွတ်မှာရမနိုင်ငံကအနှံ့ပြမှာတော်တော်လေးကိုမိုးကြည့်မယ်ဆိုပြီးတော့ဘလူးသားပညာရှင်ဦးဝင်းနိုင်ကအရေးပေါ်ပဲသတိပေးထားတာကိုလေးတွေ့ရပါရီ။မီလာဆက်ရှင်နေ ည12နာရီမှမေလ20ရက်နေ့ည2နာရီအတွင်း58နာရီအတွင်းပေါ်ဗျာညောင်လေးပင်ဖြူးစွာနေပြီးတော့တက်ကုန်ရေမဲသိမ်းမိထီလာသာစီရွာငံကြောက်စင်မန္တလေးတရဝူးစင်ကူးစကိုင်းမြင်းမူချောင်းဦးမုံရွာဘုဒ္ဓလင်းဂျီပရင်တန်ဆဲခင်ဦးရွှေဘိုးဝက်လက်ခနီအရာတော်စတေမျိုးရီရဲ့အနီးဝန်းကျင်မှာမိုးအတော်များနိုင်မယ်ဆိုပြီးတော့မလို့တော့ပညာရှင်ဝင်းတွေကအရေးပေါ်ပဲတတိပိထားကလေးတွေ့ရပါရဲ့ဗျာ